UFC 3ရဲ့အတွက်22မှာပွဲချမ်းငါးတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မကြသေးခင်ကမှပြီးဆုံးသွားခဲ့တဲ့ပွဲတိုင်းကြိတ်နေရှိခဲ့တဲ့ UFC 3ရဲ့အတွက်22ဒယ်လာမက်ဒယ်လနာ vs မကားချက်ပွဲစဉ်ရင်လူကြိုက်များဆုံးတဲ့ပွဲကြည့်ပရိသတ်တွေကိုအကြီးမားဆုံးဆွဲဆောင်နိုင်ခဲ့တဲ့ထိတ်တန့်တွဲဆိုင်ငါးတွေကိုပြန်လည်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နယူးယောက်က Madison Square Garden မှာကျင်းပခဲ့တဲ့ဒီပွဲဟာသမိုင်းဝင်ခိုက်တန်နေအာသင်စရာအနိုင်ရလက်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ် ပွဲစဉ်တဲ့ main event Islam Culture Fest Jack Dalla Madalena ပထမဆုံးနဲ့ထင်ရှားဆုံးပွဲစဉ်ကတော့ main event ဖြစ်တဲ့ World Weight ကပ်ပန်လူပွဲ Lightweight Champion ဟောင်း Islam Culture Fest နဲ့ World Weight Champion Jack Dalla Madalena ရဲ့ပွဲပါပဲ။မခါချက်ပေါင်း weight တန်းပြောင်းပြီးဒုတိယမြောက်ကပ်ပတ်ကိုရယူဖို့ကြိုးစားခဲ့ပါတယ်။ပွဲစဉ်တစ်ချောင်းလုံးမှာမခါချက်ဖာသူ့ရဲ့ထိတ်တန့် grappling နီးစနစ်တွေကိုသုံးပြီးဒန်လမတ်ဒလနာကိုလုံးဝထိ ंछ ုပ်ထားနိုင်ခဲ့ပါတယ်။ အာလုံတော်ဒိုင်သုံးရဲ့တညိတညွတ်တဲ့ဆုံးဖြတ်ချက်50-45နဲ့အနိုင်ရပြီး World Heavyweight Champion ဖြစ်လာခဲ့တယ်လို့ UFC သမိုင်းမှာအရှိကြဆုံးအောင်ပွဲဆက်မှုစံချိန်16ပွဲစတိုက်ကိုပါထပ်တူရယူနိုင်ခဲ့ပါတယ်။ဒါအလုံးဝကိုသမိုင်းဝင်တဲ့အခိုက်အတန့်ပါပဲ။ပွဲစဉ်နဲ့ Common Event Valentina Shevchenko vs January လေးနောက်တစ်တွဲကတော့ Common Event ဖြစ်တဲ့ Women's Flyweight ကပတ်ကောက်ပွဲပွဲ ဘူလတ်လိုလူတီများတဲ့ဗလန်တီနာရှပ်ချန်ကိုနေချိုင်းနာရဲ့မန်သူဂျန်ဝေလီတို့ရဲ့ထိတ်တန့်တွေ့ဆုံမှုပါအမျိုးသမီးပေါပေါပေါကောင်းဆုံးတိုက်ခိုက်ရေးတမန်သူရဲ့စွမ်းရည်ပြိုင်ပွဲပါပဲငါချင်းလုံးကိုအပြည့်ကစားခဲ့ရပြီးရှပ်ချန်ကိုဟာသူ့ရဲ့တိကျတဲ့တိုက်ခိုက်မှုတွေနဲ့ grapple အသာစီးယူမှုတွေနဲ့ဝေးလေးရဲ့အချိန်ဝါကိုထိမ့်ချုပ်သွားနိုင်ခဲ့ပါတယ်ရှပ်ချန်ကိုဟာဒိုင်နွေရဲ့တညီတညွတ်ထဲဆုံးဖြတ်ချက်နဲ့အနာရပြီးသူ့ရဲ့ခပတ်ကိုအောင်မြင်စွာထိမ့်သိမ်းထားနိုင်ခဲ့ပြန်ပါတယ်ပွဲစဉ်၃ Carlos Prat vs Leon Edwards ပွဲစဉ်ရဲ့တဲတန်ဆုံးပွဲစဉ်နေတဲ့ကတခုကတော့ Carlos Prat နဲ့ Welterweight Champion ဟောင်း Leon Edwards တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ Prat ကသူ့ရဲ့ KO ပါဝါကိုကောင်းကောင်းပြသခဲ့ပါတယ်။ Edwards ရဲ့ Gill Side ပြီးနှေးကွေးတဲ့ကစားဟန်ကိုအခွင့်ခံယူပြီး Prat ကဒုတိယအချိန်ရင်10မိနစ်28စက္ကန့်မှာပဲပြင်းထန်တဲ့လက်ဝဲလက်သီးနဲ့ Edwards ကိုမြေပေါ်လဲချပြီးအန်အားသင့်စရာ KO အနိုင်ရလက်ကိုဖန်တီးခဲ့ပါတယ်။ ဒီလိုနဲ့ Fred Song World Away ဝေတံမှာသူ့ရဲ့နာမည်ကိုအမှတ်ရသွားအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ပွဲစဉ်လေး Benoit Saint Denis Bus Benil Terriage မင်းကတည်းကဖွင့်ပွဲစဉ်ဖြစ်ပေမယ့်ပွဲကြီးပရိသတ်တွေအမြန်ဆုံးစိတ်လို့ရှားသွားအောင်လုပ်ခဲ့တဲ့ပွဲစဉ်မှာပဲ။ Benoit Saint Denis နဲ့ Lightweight ဝါရင်ကစားသမား Benil Terriage တို့ရဲ့တွေ့ဆုံမှုဟာမီရှူမီဘန်လို့ပွင့်ထွက်သွားခဲ့ပါတယ်။ ပထမချင်းရဲ့16စက္ကန့်မှာပဲစိန့်တနီဆာပြင်ထန်တဲ့ဘဲဘက်လက်သီးနဲ့ဒေရီယက်ကိုထိချက်ပြင်းပြင်းထိုးပြီးခေဦးနဲ့နာယူသွားခဲ့ပါတယ်။ဒီလိုလျက်တပြတ်နိုင်ပွဲကစိန့်တနီစ်ကို လိုင်းဝိတ်ထိတ်တန်ကစားသမားစီးရင်နဲ့အမြန်ဆုံးဝင်ရောက်စေခဲ့ပါတယ်။ပွဲစဉ်က Michael Morales vs Sean Brady နောက်ဆုံးပွဲချန်ကတော့ Michael Morales နဲ့ Sean Brady တို့ရဲ့ welterweight ပွဲပါ။မရှုံးသေးတဲ့ Morales ဟာသူ့ရဲ့ World Heavyweight တန်းရဲ့အလားအလာကိုထပ်မံပြသခဲ့ပါတယ်။ မော်ရလက်ဆောင်ဒုတိယမြောက်အခြေရဲ့2မိနစ်35စက္ကန့်မှာဘရီဒီကိုခေအိုနဲ့အနိုင်ယူခဲ့ပြီးစုစုပေါင်း UFC မှာ9ပွဲနိုင်5ပွဲခေအိုဆိုတဲ့မှတ်တမ်းကောင်းကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒီပွဲမှာမော်ရလက်ကိုချန်ပီယံစီသွားမယ်လမ်းကြောင်းပေါ်တန်လန်းစေခဲ့တယ်။အရေးပါတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ဒီတော့ UFC 322ဟာမခါချက်ပြည့်သမိုင်းဝင်စံချိန်တင်နိုင်မှုရှပ်ချန်ကိုရဲ့ခက်ဖက်ကောက်ွယ်နိုင်မှုပြင်းထန်တဲ့ခေအိုတွေနဲ့အတူတကယ်ကိုအမှန်ရဆရာညတညဖြစ်ခဲ့ပါတယ်။ ဒီထိတ်တန့်ပွဲငါးတွေဟာ MMA လောကအတွက်အပြောင်းလဲတွေအများကြီးကိုယူဆောင်လာခဲ့ပါတယ်။ဒီလိုမျိုးနောက်ထပ်ပွဲစဉ်တွေနဲ့တည်င်းတွေကိုနားဆင်ကြနေဆိုရင် Benjuapsi ပွဲစဉ်ကြောင့်ဆက်လက်တင်ဆက်ပေးကြမှာတလေ။